ကုန်တပကသနာကိုမှတ်မောမိလို့ KTTV မှာစုပြောလုံနေရတဲ့စင်လျုပ်ကြီးစင်လျုပ်ကြီးကတော့ဖြူစင်လေးဝေပင်ကျောင်းပွားနဲ့တည်ငြိမ်နေရကနေစင်လီဆိုတဲ့ဘွားကိုမှတ်မောတာကြောင့်သူ့ရဲ့ဂုံကောင်မငဲ့ပင်ရှာနူးကိုပါဆွလွန်လိုက်ပါတယ်ကုန်ရှိကျောင်းကိုဆွန်ပင်ဈေးတဲ့ဘွားကိုယုံကန်နေပြီးစင်လီဘွားကိုမှတ်မောတာကြောင့်ခုဆိုရင်အများရဲ့ဝေဖန်တာကိုပါခံနေရတာဖြစ်ပါတယ်ဆယ်လျုံကြီးရဲ့ TikTok ဗီဒီယိုတွေကတရုတ်ပြတ်တဲ့မူယာတွေများနေတာကြောင့်အတော်လေးဝေဖန်ခံနေရတာဖြစ်ပါတယ်။ အုပ်ကြီးကတော့သူ့ရဲ့လက်ရှိဘဝကိုပဲကောင်းဆုံးပြောင်းအောင်နေထိုင်နေပြီးပြင်ဆင်လို့မရတဲ့အမားကိုသာလက်ခံလိုက်ရပါတယ်။သူ့ဘဝကဆင်းရဲပြီးကုန်ကင်းသွားပြီမယ်။စေတနာတော့မမဲခဲ့ပါဘူး။သူ့ရဲ့တဏှာနဲ့ဘက်ကတပောင်းမှပေးရတဲ့ဂျုံတိုင်းကူညီပေးခဲ့ပါတယ်။လရှိမှာတော့ရှင်လူစင်းရောက်လို့ရတဲ့ငွေနဲ့စီးရင်မကမိတာကြောင့်သူ့ဝါသနာနဲ့တူတဲ့ KTV မှာအစိုးပြတယောက်လုံနေရပါတယ်။ဒီလိုလုံနေတာကရှင်ကသူ့ရဲ့ဆရာကုံကိုတော့မငဲ့ခင်တာကြောင့်အတော်လေးဝေဖန်ခံနေရတာဖြစ်ပါတယ်။ တချို့ကလည်းအစောကြီးအဖြူစိမ့်ဘွားကိုဆွန့်လွတ်ခဲ့လို့ကျေးဇူးတင်နေခဲ့ပါတယ်။သူတို့ကဖြူစိမ့်ဘွားကိုမဆွန့်ခဲ့ရင် သူ့ရဲ့အဖြူမှုတွေကတချို့ဆီယမတွေကိုပါထိခိုက်နိုင်ပါတယ်။